ိုင်းရှာကြီးဦးစိန်တန်ရဲ့ဒေါ်စိန်တန်တို့ရဲ့သားစိုင်းရှာနေမျိုးဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါရှင်ညွန်ညွန်ဆက်ရှင်စ်အင်တာတိန်မန့်မျိုးပြန်လဲကြည့်ဆုလိုက်ပါတယ်ညွန်ခုရောက်နေရတော့အိုင်ဆန်နာကေဘရီမှာကျင်းပတဲ့ Nick King အိမ်မက်ပစီကြပွဲရောက်နေရဖြစ်ပါတယ်ရှင်ဆရာညီမျိုးက1963ခုနှစ်မန္တလေးမြို့မှာမူဖားခဲ့ပါတယ်ပကြီးပညာကုန်းငယ်လေးကတည်းကစိတ်ဝင်စားပြီးတော့1980ခုနှစ်မှာပကြီးပညာကိုစပြော်လည်လာခဲ့ပါတယ်1981ကနေပြီးတော့1983ခုနှစ်အတွင်းမန္တလေးပန်ထရာနဲ့ပကြီးပပူးတင်တယ်မှာကော်မရှယ်အပ်ဘာသာရပ်ကိုအဓိကလည်လာပြီးတော့အခြေခံပကြီးကနေပြီးတော့တက်စဲရ ာကပကြီးအထီကိုလည်လာခဲ့ပါတယ်။ဆရာကအဆိုင်ဆရာတယောက်ဖြစ်ပကြီးဆရာတယောက်ဖြစ်မန္တလေးမြို့မှာနေထိုင်ပြီးတော့ဆရာရဲ့ချစ်မြတ်နှူးရဲ့ဒီအမှုပညာအလုပ်များကိုလည်းဆက်လက်ဖန်တီးနေခဲ့ဖြစ်ပါတယ်ရှင်။အညွှန်းနဲ့အတူတူပေါ့နော်။ဒီဆရာရဲ့နေခင်အိမ်မက်ပကြီးပြောက်ပွဲမှာဆရာရဲ့တွေ့ဆုံမြင်မြန်မှုတွေကိုတိဆက်ပေးလိုက်ပါတယ်ရှင်။ကျောင်းလေးအရွယ်ရောက်လာတဲ့အခါကျတော့ကျောင်းမှာတယုံညွန်းတော့ပါတဲ့စာအုပ်ကလေးတွေပြထန်းချက်စာအုပ်လေးတွေရုပ်ပုံလေးတွေပကြီးပုံလေးတွေကိုကူးယူရေးဆွဲနေတဲ့ ပကြီးဝါနာပါပြီးတော့မှပကြီးရေးဆက်တဲ့လူပြဖြစ်လာတယ်လို့ပြောလို့ရပါတယ်ဗျာအဲ့ဒီပကြီးကတွန်းစပီအဲ့ဒီထဲထဲမှာပထမအဆုံးစပြီးတော့ဖန်ထင်းပြစ်တာကတော့လေစမျက်နှာပေါ်စရောက်တာပေါ့နော်စရောက်တာကတော့ကာတွန်းနဲ့စောက်တယ်လို့ပြောလို့ရပါတယ်ကရင်ကာတွန်းဆရာကြီးရှိတယ်ကာတွန်းမန္တလေးကကာတွန်းကိုဝင်းအောင်တို့မန္တလေးကပဲကာတွန်းကိုဥဝဲတို့မန္တလေးကကာတွန်းငယ်ငယ်တို့ဆိုတာဥနေပြိုးရဲ့တငယ်ချင်းတွေဖြစ်တယ်လို့သူတို့ကကာတွန်းရင်းလေးကိုတင်ကြားပြလာပြီးတယ်တငယ်လဲတငယ်ချင်းဆရာလဲဆရာတွေပါသူတို့နဲ့တွေ့ဖက်ပြီးတော့မှ ကာတွန်းတွေစတင်ပြီးတော့ရေးပြခဲ့ပြီးနောက်ပိုင်းမှာတော့မိမိကိုယ်တိုင်စာရေးတဲ့လူပကြီးရေးတွေတယောက်အဖြစ်ရောက်ရှိလာတာဖြစ်ပါတယ်ခွာဒီပြောင်းလဲလို့ဖြစ်တဲ့အကြောင်းရင်းကလေဥနည်းမျိုးမှာပကြီးကားတွေရေးထားတာ2020ဝန်းကျင်လောက်ကနေစပြီးတော့ပကြီးကိုစလိုက်မှတ်တဲ့ရေးလာလိုက်တာအခုဆိုရင်ပကြီးကားတွေတော်တော်များများစုဆောင်းမိနေပြီပေါ့နော်စုဆောင်းမိနေတဲ့မှာအခုပြောင်းဝဲမှာစုဆောင်းထားတဲ့အထက်မှာ2019လောက်ကပကြီးကားတွေလည်းပွားပါတယ်2021ကဒီကားတွေလည်းပါပါတယ်2023နဲ့2024က ပကြီးကားတွေကတော့အများဆုံးနေပေါ့နော်ဒီထက်မှာ acrylic ရှင်းနဲ့ရေးတဲ့ပကြီးရေးဆွဲရခြင်းရဲ့အတွေ့အကြုံကိုနှစ်သက်လို့ပကြီးကားတွေဆက်လက်ရေးဆွဲပြီးစုဆောင်းမိတာတွေကိုအခုအင်ဂျနာဂလာရီနဲ့ချိတ်ဆက်မိတဲ့အခါမှာဂလာရီကနေသူတို့စိတ်ကြိုက်35ကားကိုရွေးချယ်စုစည်းပြီးတော့မှပြသထားတာဖြစ်ပါတယ်နေခင်းအိမ်မဲလို့အမည်ပေးတာလေအဲ့ဒီဟာက တက်တောင်တက်တာဖြစ်မှုတစ်ခုပေါ့နော်နေလည်နေခင်းမှာတဲ့ဆိုင်ဆိုင်ကြောက်ကရေးဘူးတယ်နေလည်နေခင်းမှာနဲ့မကြီးပင်ကြီးရဲ့အရေးအောက်တက်မျိုးပြလေးခင်းပြီးလဲလျောင်းနေလေတခုထဲမှာအိတ်ဆက်သွားတဲ့ချိန်မှာစစ်ကူးအာယုံရုပ်ပုံတွေကအိမ်မက်ပမာမြင်ခဲ့ရတဲ့အတွေ့အကြုံလေးတွေရှိခဲ့တယ်ဆိုတာကိုအမှတ်ရပြီးတော့မှနေခင်းအိမ်မက်မိမိရဲ့စစ်ကူးအာယုံရဲ့ထင်ဟချက်လေးတွေကိုရင်ညွတ်ပြီးတော့မှပြပစ်ခဲ့တာဖြစ်ပါတယ်တကယ်တော့ဦးနေမျိုးကရေးခဲ့တဲ့ထက်မှာအမျိုးသမီးပုံတွေစီးလိုက်ရေးခဲ့ရေးပစ်ခဲ့တာများပါတယ်နောက်တစ်ခါမိမိရဲ့ ရေဆွဲလို့တဲ့အကြောင်းအရာတွေကို line နဲ့အယောင်ပြင်နေတဲ့အတွက်ဆက်ပြီးတော့ရေးခဲ့ရတော့အားသာမှာလဲ line ရဲ့အယောင်ပြင်နေရဲ့အတွက်ဆက်ပြီးရေးတယ်ရေးတဲ့အခါမှာပကြီးဘုကြောင်းမှနေရှင်ကတင်ကြားခဲ့ရတဲ့ three tone scale ပေါ့နော် three tone scale ဆိုတာကအလင်းအောင်ပါမယ်အမှောင်ပါမယ်ပြီးတော့အလင်းနဲ့အမှောင်နဲ့ကြားထဲမှာရောပြောင်းနေတဲ့ gray အောင်လေးတွေပေါ့နော်အယောင်ဖြော်လေးတွေအောင်ပါမယ်အဲ့ဒီရေနီးဟန်ကိုစနစ်ကိုတုံ့ဆွဲပြီးတော့မှ ရေးဆွဲထားတဲ့ပကြီးကားတွေအများစုပါပါတယ်လို့ပြောရတယ်ကွာပကြီးပညာနဲ့ပတ်သက်တဲ့လက်ဦးဆရာကတော့မန္တလေးပန္တရာနဲ့ပကြီးဘူးအကြောင်းကဆရာဦးဇော်ဝင်းဆရာဦးတင်အေးဆရာဦးကျော်လေးတို့ဟာလက်ဦးဆရာအရင်းတွေဖြစ်တယ်လို့ပြောနိုင်ပါတယ်ခင်ဗျာအဲဦးနေမျိုးလေးစားတဲ့ရေးခဲ့ရတဲ့ဆိုင်ထဲမှာမန္တလေးကပကြီးဆရာကြီးဘန်ဦးခမောင်းနောက်တစ်ခါဒီနိုင်ငံကပကြီးဆရာဖြစ်ပြီးတော့မှ အခြားနိုင်ငံမှာသွားရောက်ပြီးအခြေရှနေနိုင်ခဲ့တဲ့ဗရေးဆရာဥပေါ်သိန်းရှာပေါ်ဦးသက်နောက်တစ်ခါရှာခင်ဝမ်းတို့ဟာဥနေမျိုးလေးစားအားကျခဲ့ရတဲ့ရိုသေခဲ့ရတဲ့ဗရေးဆရာကြီးတွေဖြစ်တယ်လို့ပြောလို့ပါတယ်ခွဲအနှစ်သက်ဆုံးအမှုပညာရှင်ရှိပါတယ်ဥနေမျိုးအနှစ်သက်ဆုံးအမှုပညာရှင်ကတော့နိုင်ငံရဲ့ရှားဟာဗရေးဆရာကိုပြောဟဆိုရင်တော့ဗရေးဆရာကြီးပပလိုပီကာဆိုဖြစ်ပါတယ်ပြည်တွင်းကအမှုပညာရှင်ကိုပြောပါဆိုလို့ရှိရင်တော့ အနုမရှင်တွေအများကြီးရှိပါတယ်အဲ့ထက်ကတယောက်ကိုရွေးချယ်ပြီးပြောရရင်တော့ဆရာခင်ဝါမဲဖြစ်ပါတယ်ပရိသတ်တွေပြောချင်တာကတော့ကျွန်တော်အခုဗကြီးပြဝဲတွေပြနေပါတယ်ဗကြီးပြဝဲကအခုဒီဇင်ဘာ၄ရက်ကနေဒီဇင်ဘာ၈ရက်အထိအာဇနာဗကြီးပြကန်း50တလန်အလေဘလောက်ပစံတော်မြို့နယ်မှာပြသနေတာတွေကိုလာရောက်ကြည့်ရှုအားပေးကြပါလို့ဖိတ်ခေါ်လိုပါတယ်စာအုပ်တွေလည်းဆက်လက်ထွက်ရှိဖို့ကြိုးစားနေပါတယ်ထွက်ရှိလာတဲ့စာအုပ်တွေကိုလည်းအားပေးဖောက်ရှိပါအောင်လို့ ဖိတ်မှန်လည်းကပြလိုက်ပါတယ်ခင်ဗျာ